အဲ့တော့ဒီယဟန်တော်တွေအကက်ခံမှာဖုံးမေးတောင်းဆောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီမှာဝီနီးတော်ကိုဘာသာပြန်ထိုက်ရိုက်ဘာသာပြန်ထားတာလေးပါပါတယ်နော်စာမျက်နှာ7မှာထိုပိညာရှက်စီကံမှာဆိုပြီးတော့တပိုင်လုံးကိုဘာသာပြန်ထားတာပါလားနော်ဣတိမလွဲဘာသာပြန်ထားချက်လေးပဲအကျဉ်ယဟန်ဒီရေနှင့်ဓာန်ဘူးကိုကျင်ထား၍မပေးမကန်းအပ်သောအစာအာဟာရကို ခံတွင်းဝါတို့ဆောင်အပ်ဝါစားမြူအပ်ထိုယဟန်ဒီပါစိတ်အပဲအဖြစ်သင်ရောက်စေဟုဖြစ်သည်နော်ဒါ ဝီနီသိခါမို့ပါဠိတော်ကိုထိုက်ရိုက်ဘာသာပြန်ထားတာအဲ့တော့ရေနဲ့ဓာတ်ဘူးကိုကျင်ထား၍ဆိုတော့ရေကိုကတ်စရာ မလိုဘူးနောက်ဓာတ်ဘူးကတ်စရာမလိုဘူးပေါ့နော်အဲ့တော့ရေရဓာတ်မှတပါတခြားစားစရာမှန်သမျှနော်ပါဇက်သေးကိုထည့်ပြီးမျိုးချရမယ်ဟာမှန်သမျှဒါဥစ္စာတော့ဘာလို့အကက်ခံဖို့လိုတယ်အဲ့တော့အကက်မခံဘဲနဲ့စားလိုက်မယ်ဆိုလို့ရှိရင်ဒါပါစိတ်အပဲပြတ်နေပေါ့ဒါတက္ကရကမတွေနဲ့တန်ဃာတော်များဓာတ်ရိုက်၄စဉ်ပတ်သက်နေတဲ့ ားစရာနဲ့ပတ်သက်တဲ့ကိစ္စလေးတခုဖြစ်ပါတယ်နော်အဲ့တော့ထို့ကြောင့်ရဟန်းတန်ဃာတော်များအားဆွမ်းစသည့်စက္ကန့်လူတန်းသောအခါမှာတန့်စင်ကြည်လင်သောတောက်ရည်နှင့်ဓာန်ဘူးတို့ကိုကတ်ရမလို့ပါအဲ့မှာတန့်စင်ကြည်လင်သောရည်လို့ပြောထားတယ်နော်အဲ့ကဲမတန့်တဲ့ရည်ဆိုရင်တော့ကတ်ဖို့လိုတယ်ဆိုတဲ့သဘောပြောချင်တာချို့အဲ့ဒါမေးတယ်ရှင်မရည်ကတ်ဖို့လိုသလားလို့တချို့ကမေးတယ်နော်အဲ့တော့ရည်မှကတ်ဖို့လိုတဲ့ရည်ရှိတယ်ကတ်ဖို့မလိုတဲ့ရည်ရှိတယ်ပေါ့နော် ရေကအနေတွေပါနေမယ်ဖုံမှုတ်တွေပါနေမယ်ဆိုရင်အဲ့ဒီရေဟာတက်ဖို့လိုပါတယ်နော်တက်ဖို့လိုတယ်အဲတောက်ရေတန်းနေဆိုရင်တော့မကပ်ပဲနဲ့ကိုယ့်ဘာကိုယူတောက်လို့လည်းရတယ်ပေါ့အဲ့ဓံဘူးဆိုတာတော့ဒီနေ့ခေတ်အသုံးနေသွားပါပြီနော်ဥစ္စာတို့အိန္ဒိယတို့ကတော့ဒီနေ့ချိန်ဒီသုံးနေပေါ့အောက်မှာရှင်းပြထားပါတယ်ဓံဘူးဟူသည်အိန္ဒိယထုံးစံအားဖြင့်သွားဖြင့်ဝါကဓံဘူးရေထက်လာအောင်ဝါလေးရှိထုံးအရေထွက်မှသွားဖို့မစားနိုင်ပဲသွားစင်ကြယ်ခိုင်ခန့်သူအယူရှိသည် တမာတာဇီတာစသည်ကိုလက်လေး၅သိန်းခန့်အရှိပြုလုပ်ကြသည်အဲ့တော့ဓံဘူးဆိုတာဥစ္စလို့ဒီနေ့ခေတောတိုက်တန်လို့ပြောကြတယ်ပေါ့နော်တကယ်ဒီနေ့ခေတောတိုက်တန်နဲ့ဓံဘူးနဲ့ဘာမှမဆိုင်ပါဘူးဓံဘူးဆိုတာကအဲ့ဒီတမာယိုးတို့ပေါ့နော်သူကဓံဘူးမှာလဲဝီနီစည်းကမ်းတစ်ခုရှိတာကလက်လေးသိက်ထက်လဲအတူမထားရအောင်ဒါဓံဘူးနဲ့ပတ်သက်တဲ့ဝီနီတစ်ခုလဲဒီမှာတုံတုံမှထားလိုက်ပေါ့နော်ဓံဘူးဒီဘလောက်အတူထားခွင့်ရှိတယ်လဲဆိုလက်လေးသိက်အောက်ကိုမရောရအောင်နော်ဓံဘူးနဲ့ပတ်သက်ပြီးတော့ နောက်အချိန်ကြာလို့ရှိရင်လက်ရှိတစ်ထက်မပူစေရအောင်ဒါလေးလည်းဘုသူတာလေးကိုယ့်ဘာကိုနှုတ်ထုတ်ထားပါတော့ဒီထက်မှမပါဘူးအကြောင်းဥစဉ်တချို့ဟာလေးတွေကိုဖြစ်ဆွဲပြီးပြောသွားမယ်ပြင်ဒီထက်မှကိုမရှင်းတာလေးတွေရှိရင်ဥစဉ်ပြောတဲ့အခါမှာသဘောမပေါက်တာလေးရှိရင်ပြန်ပြီးတော့မေးပေးပါနော်ပြန်ပြီးတော့မေးပေးပါအဲ့တော့အခုဓမ္မူရဲ့ပမာဏကိုမှတ်ထားပါတော့ဓမ္မူဆိုတာဥစဉ်လို့တမာယိုးတို့ခုနကဇီယိုးတို့အဲ့ဒါလေးတွေကိုအပိုင်း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 ဖြတ်ပြီးတော့ဝါရတာပါ တော့ဘလောက်လောက်ထားရမလဲဆိုတော့လက်ချစ်တစ်ထက်လည်းမရှိစေရဘူးလလေးတစ်အောက်လည်းပဲကြော့မသွားစေရဘူးအဲ့ဒီရှားမှာပဲရှိရတယ်ဓမ္မူကနော်အဲ့ဒါနဲ့ပတ်သက်ပြီးဦးဇလုံးငငယ်တုန်းကပေါ့နော်ဟိုဒီပါဠိစာပေတွေမသိခင်တုန်းကပေါ့ဟိုတန်တရားဖြစ်တာတခုပေါ့လေဟိုတတော်များများစာအုပ်တချို့မှာကဓမ္မူကိုသွားတိုက်တန်လို့ဘာသာပြန်လိုက်ကြတာကိုဓမ္မူကိုသွားတိုက်တန်လို့ဘာသာပြန်တော့ဦးဇလုံးကဘာတန်တရားဖြစ်သွားတယ်လဲဆိုတော့အာဒါဆိုလို့ရှိရင်ဒီနှစ်ခေတ်သွားတိုက်တန်တွေ ဒါလက်ချက်တစ်ထက်ရှိတယ်လေဥစ္စာတိုင်းကြည့်တယ်ပေါ့နော်လက်ဆယ်တစ်လောက်တော့ရှိတယ်လက်ဆယ်တစ်၁၇တစ်အလောက်ရှိတယ်ပေါ့ဒီတော့ဟာအဲ့ဒါဆိုရင်ဒီသွားတိုက်တန်တွေမအပ်တော့ဘူးလားပေါ့ဥစ္စာတို့ကနော်သွားတိုက်တန်တွေဖြစ်ရတော့မယ်လို့ယူဆလိုက်တယ်အဲ့ဒါဥစ္စာတို့လက်ချက်တစ်တိုင်းကြည့်တယ်တိုင်းကြည့်ပြီးတော့ပုံနေတဲ့အပိုင်းကိုဥစ္စာတို့ဓာတ်နဲ့ဖြတ်ပလိုက်ပေါ့ဂျိုင်းမှုကိုဥစ္စာတို့ကဖြတ်ပလိုက်ရောအဲ့ဒီသွားတိုက်တန်ကိုပေါ့နော်သွားတိုက်တန်ကိုဖြတ်ဖြတ်ပြီးဥစ္စာတို့အရင်တော့ကကလေးဘွားတော်ကကိုရင်ဘွားတော်ကသုံးခုပါတယ်နော်နောက်ပိုင်းကြီးလာမှပြန်စဉ်းစားတဲ့အခါမှာအဲ့ဓာတ်မှုနဲ့သွားတိုက်တန်မဆိုင်ဘူးလေပေါ့နော် ။ဓာန်မူဆိုတာကသူ့အတူဝါဝါပြီးတော့ပလုတ်ချင်းပြီးတော့ထွေးရတာ။သွားတိတ်တန်ကဒါဒါ brush ပဲပေါ့နော်။ဒါဘာမဆိုင်ဘူးပေါ့ဒါ။အဲ့တော့အဲနောက်ပိုင်းအဲ့လိုပါဠိစာတွေတက်ရောက်ပြီးနောက်ပိုင်းမှာတော့ဒီသွားတိတ်တန်ကိုဖြတ်ပြီးသုံးတဲ့အယူဆကိုကျွန်တော်ဆွန့်ပလိုက်ပါတယ်။မဖြတ်တော့ပါဘူးနော်။ပဂရီတိုင်းပဲသုံးတယ်ပေါ့။ဘာလို့သွားတိတ်တန်ကဓာန်မူမဟုတ်ပါဘူး။အဲ့တော့ဓာန်မူဆိုတာတမာရိုးတို့ဘာတို့ကိုဝါရတာ။အဲ့တော့ခုနကဓာန်မူအကက်ခံစရာမလိုဘူးဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒါကအကေးကြီးများ အဲ့တမာရိုးကိုဝါတဲ့အခါမှာအဖတ်တို့အရေတို့ကမတော်တဆပါဇက်တဲ့ကိုဝင်သွားခင်ရင်တော့ဦးဇင်းတို့အကက်ခံဖို့လိုပါတယ်။ဒါကြောင့်တန်ဘူးကိုတကယ်တော့အကက်ခံသင့်တယ်လို့ဦးဇင်းတို့ယူဆတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အကယ်၍ပလောက်ပလောက်တဲ့ကျင်းမာတယ်ပြောပြောသွားကြတဲ့မှာအဲ့ဒီအဖက်ကလေးတွေတမအမုံကလေးတွေအရွယ်ကလေးဒီအရေလေးတွေကတ်ကြံခန့်ပဲရေတောက်တဲ့အခါမှာတို့ရွေးတွေမျိုးချတဲ့အခါမှာဘယ်ကြောင့်တဲ့ကိုဝင်သွားမယ်ဆိုရင်ဦးဇင်းတို့အဘက်တင်တော့မှာလေ ဓမ္မကိုအကက်မခံမနဲ့ဝါတဲ့ခါမှာအကေမျိုးမိသွားရင်အဘက်သက်မယ်။ဒါကြောင့်စလို့ဓမ္မကိုလည်းအကက်ခံသင့်တယ်ပေါ့နော်။မမျိုးချဘူးလုံးဝမဝင်ပါဘူးလို့အာမခံရင်တော့အကက်ခံစရာမလိုဘူးပေါ့။နော်။သူကပါဇက်တဲ့ကိုမျိုးချတဲ့ဥစ္စာမှာအကက်ခံရတာမမျိုးချရင်အကက်ခံစရာမလိုပါဘူး။ဒါကြောင့်စလို့တချို့မေးတယ်လေဟိုလိန်စေးတွေကအကက်ခံမလိုသလားလို့ချက်မေးကြတယ်။ဒန်ဂျီလိန်စေးတွေဆိုမျိုးချတာမဟုတ်ဘူးလေနော်။သူကမျိုးချတာမဟုတ်တဲ့အတွက်ကြောင့်ဒန်ဒီလိန်စေးတွေလည်းအကက်ခံစရာမလိုပါဘူး။အဲ့တော့ မယားတွေကိုကက်ခံမလို့တလဲလို့ဆိုရင်ခုနဗဇက်တဲကိုဝင်ပြီးမျိုးချရမယ်ဟာမှတ်သမျှအားလုံးအကက်ခံရမယ်အဲရေဆိုတာတော့မျိုးတော့မျိုးချတာပဲမယ်ရေသည်စားစရာထဲမှာမပါဘူးလေရေကစားစရာထဲမှာမပါတဲ့အကြောင်းဦးဇင်းတို့ရေကိုကက်ခံကြမလို့တာနော်အဲကြောင်းဦးဇင်းတို့အကက်ခံရမယ်ပစ္စည်းအကက်ခံခံကြမလို့တဲ့ပစ္စည်းကိုခွဲလိုက်တဲ့အခါမှာရေကလွဲရင်ပေါ့ရေမှာလဲတောက်ရေတန်းကလွဲရင်ပေါ့နော်တောက်ရေတန်းကလွဲရင်ဗဇက်တဲကိုမျိုးချပြီးနိုင်တဲ့ မျိုးချရမယ့်ဥစ္စာမှတမယအားလုံးကိုအကက်ခံဖို့လိုတယ်လို့ဒီလိုအချင်းချုပ်ကလေးဥစ္စာလို့မှတ်လို့ရတယ်ဒါကြောင့်ကက်စင်အကက်ခံစရာလိုတဲ့ပစ္စည်းနဲ့အကက်ခံစရာမလိုတဲ့ပစ္စည်းကိုဒီလိုခွဲခြားနားလည်ပါနော်အဲ့တော့ရေအဲကြောင့်မတန်မှုဆိုရင်ဥစ္စာတော့ကက်ဖို့လိုတယ်ပေါ့နော်တကယ်ရေတွေမှာဖုံမုတ်တွေပါတယ်ပါရင်တော့ကက်ဖို့လိုတယ်ကြီးကဒါဆိုဥစ္စာဒံဘူးအကြောင်းလေးလည်းနည်းနည်းနားလည်ပါပါတယ်နော်ဒံဘူးဒီနေ့ချိန်ကြီးလည်းချုပ်စရာတော့ကြီးများဒံဘူးဝါးလေးရှိပါတယ်နော်သောသက်စဉ်ကြည်လင်သောတောက်ရည်သည်ခဲပွဲဘောစဉ်တွင်မပါဝင်သောကြောင့်၎င်း ဘာကြောင့်အကန့်ခံကြမလို့လဲဆိုတော့တောက်ရည်ဆိုတာခဲပဲဘောစဉ်စားကြရတဲ့မှာမပါဘူး။နောက်ဒံဘူးကစားသုံးရတော့ပစ္စည်းမျိုးမဟုတ်တော့ကြောင့်လကောက်။ဒံဘူးဆိုတာမျိုးချားတဲ့ဥစ္စာမဟုတ်ဘူး။ဝါးဝါးပြီးတော့ထွေးရတဲ့ဥစ္စာ။ဒါကြောင့်ပင်ကိုကပင်အဆက်တော်ပစ္စည်းများဖြစ်ပြီးကက်ရမလို့ချင်းဖြစ်ပါသည်ဆိုတာနော်။ဒါဒံဘူးနဲ့ရေကိုကတ်เสียမလို့ရချင်းအကြောင်းအဲ့တော့ရေကဘာဖြစ်လို့ကတ်เสียမလို့လဲမင်းစမ်းစင်ကြီးလင်းနေတဲ့အတွက်ကြောင့်စားပွက်ထဲမှာမပါဘူးကတ်เสียမလို့ ဓာန်ဘူးကြတော့မျိုးချရတဲ့ဥစ္စာမဟုတ်လို့ကတ်ကြမလို့အကဲမျိုးချရမယ်ဥစ္စာဖြစ်ခဲ့ရင်မျိုးချမိမယ်ဆိုရင်ဥစ္စာလုံးကတ်ဖို့လိုတယ်။အဲဒါဒီနေ့ခေတ်သွားတိုက်စီးတယ်မေးတယ်ပေါ့။သွားတိုက်စီးတယ်ရှင်မြတ်ကတ်ဖို့လိုသလားပေါ့။သွားတိုက်စီးတိုက်တိုက်ပြီးတော့ပလုံချင်းမထွေးလိုက်ကြတာပေါ့။ဒါလည်းခုနကဦးသိန်းပြောသလိုအကဲသွားမှာကတ်ကြံခဲ့ပြီးတော့ရေတွေတောက်တဲ့အခါမှာတရွေးတွေမျိုးချတဲ့အခါမှာဟိုပါသွားမယ်ဆိုလို့ရှိရင်တော့ဥစ္စာလုံးဒါသွားတိုက်စီးလည်းပဲအကတ်ခံဖို့အဲထဲမှာပါတယ်ပေါ့နော်။တခါတခါမှတွေတီးဖို့လိုတာပေါ့။ ဲ့တော့အထက်ပါရေနှင့်ဒံပူမတပါကြံသောစွမ်းအသားငါဟင်မုံမျိုးစုံတိတိမျိုးစုံဖြောရည်မျိုးစုံနှင့်ဆေးတည်စင်းမျိုးစုံတို့ကိုကယဟန်တော်များအကက်ခံပြီးမှဖုံးပေးသုံးဆောင်ကောင်းသောကြောင့်ကဲ့ရမည်ပစ္စည်းများဖြစ်ပါသည်ဆိုတာဘယ်ဟာကဲ့ရမယ်ဘယ်ဟာမကဲ့ရဘူးဆိုတော့ဆိုရင်ဆိုတော့ချင်းပြီပေါ့နော်ဟိုလိန်သေးတွေကတော့ဆိုတော့မကက်လဲရတယ်ပေါ့နော်ခုနတောက်စားရတာမဟုတ်တာဖြစ်တဲ့ကြောင့်နောက်တကဖုံမှုတ်တွေရဲ့ပြဿနာပဲပထရေနုမြူဆိုတာအောက်မှာနော် ထာကာလဲစသည်တို့သွာလာခြင်းကြောင့်ထကြွလာတော်မူမဟုတ်တထားတွေသွားတဲ့ကဟိုတောရွာတွေမှာဆိုရင်နွားလဲတွေသွားတဲ့ခါမှာဖုံတွေထတယ်အဲ့ဒီဖုံမုံမျိုးတည်ဥစ္စာတို့ဗထရေနုမျိုးလို့စာပေထဲမှာခေါ်တယ်အဲ့ဒါမျိုးကဥစ္စာတို့အကက်ခံဖို့လိုတဲ့ထဲမှာပါတယ်ဟာရှင်မရလဲစံကြံမဖုံမုတ်ပဲအကက်ခံစရာလိုသလားဆိုတော့လိုတယ်ပေါ့နော်ဥစ္စာတို့ဆိုတော့ဖုံမုတ်ဟာလဲဥစ္စာတို့ဘာဖြစ်လဲဆိုတော့ဒီဒီ သူကဆုံးတယ်ပါတယ်စားတဲ့အခါမှာရေတွေတောက်တဲ့အခါမှာအဲ့ဒီရေထဲမှာဆုံးတဲ့မှာပုံမှုတ်တွေပါသွားပြီဆိုလို့ရှိရင်ဒါဦးဇင်းတို့အကက်ပြတ်သွားတယ်အဲ့တော့အကက်ခံဖို့လိုတယ်ပေါ့နော်အဲကြောင့်ဦးဇင်းတို့ဟိုနေရောင်ထိုးတဲ့အခါမှာမြင်ရတဲ့ဖုံမှုတ်မဆိုးလို့ပေါ့နော်ဦးဇင်းတို့ဒီတိုင်းဆိုရင်ဖုံတွေကိုမမြင်ရဘူးအခုအခန်းတွေမှာဆိုလည်းဦးဇင်းတို့ဖုံတွေရှိတယ်လမ်းတွေမှာလည်းဖုံတွေရှိတယ်ဟိုနေရောင်ထိုးမှမြင်ရတယ်ဆိုရင်ပရမာဏုမြူလို့ခေါ်တယ်အရန်ပိန်ခွေသွားပြီအဲ့လိုမျိုးဒီနေရောင်ထိုးမှမြင်ရတဲ့အမြုံပုံဆိုရင်ဦးဇင်းတို့ အကက်ခံစရာမလိုဘူးပေါ့နော်ဖုံရတော့ရှိနေတာပဲလေနော်ခံစရာမလိုဘူးအဲ့တော့ပကတိမျက်စိနဲ့မြင်ရတယ်ကားသွားတဲ့ခါမှာထားတဲ့ဖုံမုတ်တွေအဲအဲ့ဒါမျိုးဆိုရင်တော့အကက်ခံရတယ်ဒါကြောင့်ကျွန်တော်ဟိုဆုံးနေပါလေသွားခံတယ်ပေါ့ဆုံးနေခံတဲ့ခါမှာဟိုရှစ်ခေတုန်းကဆိုလို့ရှိရင်တပိဖုံးမပါဘူးလीဒီခေတ်ကတော့တပိဖုံးပါတော့နဲ့တက်တာတပိဖုံးမပါဘူးသူကတင်ကန်းလေးနဲ့အုပ်အုပ်ပြီးဆုံးခံကြတယ်အဲ့ဒီခါမှာဦးဇင်းတို့လမ်းဘေးနားကမှာဆိုင်ကယ်တွေသွားမယ်နော်ဒါမှမဟုတ်ခုနနွားလဲတွေသွားမယ်ဆိုရင် ဖုံနေထားပါဘောအဲ့ဖုံနေရတပိတ်သေးကိုဝင်သွားအောင်အဲ့လို့ဆိုရင်ဦးဇင်းတို့မလုပ်ရမလဲဆိုတော့စွန့်ဆက်ခံလို့မရတော့အဲ့ဒါဆိုတွေးတဲ့လူတရားယောက်ကိုနော်တပိတ်ကိုပြန်ကတ်ပေးပါဆိုတော့ပြန်ကတ်ခိုင်းရမယ်တပိတ်ကိုဟောတော့တပိတ်သေးမှာစွန့်တဲ့ကိုဖုံနေဝင်သွားပြီဒါကြောင့်ဦးဇင်းတို့စွန့်ခံသွားတဲ့အခါမှာတပိတ်သေးကိုဖုံဝင်သွားရင်ပြန်ပြီးအကက်ခံဖို့လိုတယ်ပေါ့နော်ဒကာဒကာမတွေကအဲ့ဒါသိထားရတယ်နော်ပေါင်းရည်သေးသောထိုးရထရေနုမြူ ကြလရင်ကတောက်ရည်ပြီးမအပ်စတော့ပြီဆိုတာနော်ခုနကတောက်ရည်ခွက်ထဲမှာဖုံနေပါလေကြသွားရင်ဒါအကက်ခံဖို့လိုတယ်ဒါကြောင့်ဦးဇလုံးတစ်ခါစာရေးဖို့ပါတယ်ဟိုဝီနီနဲ့ပတ်သက်လာရင်ဦးဇလုံးမြန်မာနိုင်ငံမှာနာမည်ကြီးတဲ့ဟိုခင်မွန်ဆရာတော်ကြီးဆိုတာရှိတယ်အမတန်ဝီနီလေးစားတယ်ခင်မွန်ဆရာတော်ကြီးဆိုတာအဲဒီခင်မွန်ဆရာတော်ကြီးကဘယ်တော့တော့ဝီနီကုတ်ကုတ်စားဖြစ်လဲဆိုတော့သူကဆုံးဖုံးပြီးတဲ့အခါမှာရှေ့ခေတ္တဝါဟိုကျောင်းလေးရတော်သားပြန်တက်ကဲဇနီမိုးကျောင်းနေများတာ哦တက်ကဲဇနီမိုးကျောင်းနေဆိုတဲ့အခါကျတော့အဲဒီဟို တက်ကကြနေမိုးတွေကဘာလို့ဆိုအမုံတွေကြရတခါတလေကြရင်ပိုးတွေစားပြီးတော့လေအဲ့ဒီကကြတော့ဆရာတော်ကြီးကတန်တရားဖြစ်တယ်သူဆုံးဖုံးပေးနေတဲ့အချိန်မှာသူ့တပိတ်ထဲကိုခေါမိုးကဒဏီကအမုံတွေကြမယ်ဆိုတာတန်တရားရှိတယ်သူကတန်တရားရှိတော့ဘာလုပ်လဲဆိုတော့ရှင်းအောင်ထောင်ပြီးဆုံးဖုံးပေးတယ်တဲ့နော်ဒါဆရာတော်ကြီးတွေဝီနည်းနဲ့ပတ်သက်လာရင်အဲ့လောက်ထိကိုထိုးတာပေါ့နော်ဒါကြီးညိုကြံကောင်းတယ်လို့ပြောရမှာပဲအဆုံးရောက်တယ်လို့မပြောရဘူးပေါ့နော်တချို့ကတော့အာဒီဆယ်တော်ကြီးအဆုံးရောက်တယ်လို့ပြောကောင်းပြောနိုင်တယ်မဟုတ်ဘူးဒါ သူစွန့်နိုင်တဲ့လောက်ဗုဒ္ဓရဲ့ဥပဒေကိုအတိအကျလိုက်နာတာလားအပြစ်မပြောရအောင်နော်ကြည်ညိုရမှာဒါကဟာဒီဘုန်းကြီးအဆုံးရောက်နေတာထွင်နေတာပဲသူများအထင်ကြီးအောင်လုပ်နေတာပဲလို့သာမပြောနဲ့ဒါသူတရားတရားအလျောက်ဗုဒ္ဓရဲ့ဥပဒေကိုတိတိကျကျလိုက်နာတာနော်ဒါအသက်နိုင်ဆုံးသူစွန့်အားရှိတဲ့လောက်လိုက်နာတာဒါကိုအပြစ်မပြောရအောင်ပို့ပြီးဦးဇင်းတို့ကကြည်ညိုရမှာပေါ့နော်အဲ့တော့ခင်မွန်ဆရာတော်ကြီးဆိုတာအဲ့လိုရှိခဲ့မှုတယ်ဒါဖုံကြမှာဆိုလို့တပိတ်သေးကိုလေရှင်တော်ထောင်ပြီးဆုံးဖုံးခဲ့တဲ့ဒါဟိုသာသနာမှာမတန်းတင်တဲ့ဥစ္စာလေးတခုပေါ့ ဒါကြောင့်ကျွန်တော်ဒီဖုံမှုတ်လေးနော်ပဂတိမျက်စိနဲ့မြင်ရတဲ့ဖုံမှုတ်တွေတောက်ရင်ခွက်တဲကိုကျသွားရင်ဆုံးခွက်တဲကိုကျသွားရင်ပြန်ကပ်ဖို့လိုပါတယ်နော်ပြန်ကပ်ဖို့လိုပါတယ်ရေစစ်ဖြင့်စစ်ထားသောတောက်ရေအကက်ခံရမလိုပါဆိုရနေခင်အကြောင်းတောက်ရေတန်ဘူးတွေနော်ဒီတန်ဘူးတွေရတော့လာစစ်ပြီးသားဆိုတော့ဦးဇင်းတို့ကတ်เสียမလိုတော့ပါဘူးနော် ဒါကြောင့်မြတ်စွာဘုရားကပြိဋကရာချက်ပါးထဲမှာရေစစ်ကိုဥစလို့ခွင့်ပြုထားပါ။အဲတော့ခကြီးသွားလို့ရှိရင်ဥစလို့ရဟန္တာရင်တိုင်းမှာရေစစ်ပါရတယ်။အဲတော့တက္ကရာကမတွေအကြောင်းဥစလို့ပြိဋကရာချက်ပါးဆိုပြီးတော့ရေစစ်တွေလူကြတယ်။ဒါလည်းတတိထားစရာတစ်ခုဥစလို့ဒီနေ့ခေတ်ကပြိဋကရာချက်ပါးလူတဲ့ခါမှာခလိကစားစရာရေစစ်ကောင်းကောင်းမပါဘူးပေါ့။ရေစစ်ကောင်းကောင်းမပါဘူး။ဘာဥစလို့ငငယ်တုန်းကဘာပါလဲဆိုတော့ခွက်လေးတစ်ခွက်ပါတိတိလေးခွက်ကတစ်ခွက်လေးဒီပလတ်စတစ်ခွက်ကလေးပေါ့။အပြင်ကနေပြီးတော့ဘာလောက်ထားလဲငွေရောင်လေးတွေတောက်ထားတဲ့ခွက်။ နော်သူကဓမ္မကရိုင်းရေစစ်ဆိုပြီးတော့သူတို့ကပြောပြီးတော့ပြိခါလေးထည့်ထားတာပေါ့ဆိုတော့အဲ့ဒီခွက်ကတကယ်တော့ဘာမှလုံမရတဲ့ခွက်ပဲလက်စစ်ခွက်ကလေးပဲဟောတကယ်တော့သူကမေးကြည့်တယ်ဘာလို့ထည့်ထားဆိုတော့ရေစစ်ကိုစားထည့်ထားတာပါပေါ့နော်ဆိုတော့ရေစစ်ဆိုတာကဥစလို့နှမျိုးရှိတယ်ပေါ့အခုယနေ့ခေတ်သုံးနေတဲ့အဝတ်ရေစစ်နော်လူတွေသုံးနေတဲ့အဝတ်ရေစစ်တခုရှိတယ်နောက်ဓမ္မကရိုင်းဆိုတာတခုရှိတယ်ပေါ့ဓမ္မကရိုင်းဆိုတာအဲ့ဒီခွက်ကိုပဲနောက်ဖင်ရနေပြီးတော့သူကအပေါက်ဖောက်ရှေ့ရနေပြီးအပေါက်ဝကိုကျွန်တော်အဝတ်ပိတ်စနဲ့စီးထားတာ ဲ့ဒါကိုဦးဇင်းတို့စစ်ပြီးတောက်ရတာပေါ့ဓမ္မကရိုင်းခေါ်တယ်အဲ့ဒါကိုအဲ့ဒီဓမ္မကရိုင်းကိုစားခြင်းနှိခစ်ကြတော့မရှိတော့ဘူးဟိုဦးဇင်းတို့ဇောတိကသင်္ကန်းတိုက်လို့မှာတော့တခါတလေတွေးမိတယ်ပေါ့အဲ့ဓမ္မကရိုင်းသူတို့ဟိုဒီသင်္ကန်းတိုက်ကနေထုတ်တာမျိုးနဲ့တွေးမိတယ်ပေါ့နော်တခြားဓမ္မကရိုင်းတွေတော့မြန်မာနိုင်ငံမှာတိတ်မတွေးမိတော့ဘူးအဲ့တော့ရေစစ်ကအဲ့လိုနှမျိုးရှိတယ်ပေါ့အများဆုံး အဝိရေစစ်တစ်မျိုးရှိတယ်နောက်ခဏကဓမ္မကရိုင်းရေစစ်တစ်မျိုးရှိတယ်အဲနှစ်မျိုးရှိတယ်ရေစစ်ကနော်ဘယ်ဟာနဲ့မဆိုဆက်လို့ဆက်တောက်လို့ရတယ်ဒီတော့ဦးဇင်းတို့ပရိက္ခရာရှိသားလူတဲ့အခါမှာဖြစ်ကလန်စားမလူဘဲနဲ့တကယ်ကိုသုံးလို့ရတဲ့ပရိက္ခရာဖြစ်ဖို့လိုတယ်နော်ရေစစ်ဆိုလို့ရှိရင်လည်းတကယ်ဆက်လို့ရတဲ့ရေစစ်မျိုးဦးဇင်းတို့လူသင့်ပါတာနော်ဟုတ်ပြီဒါဆိုရင်ဆိုတော့ဒီအပိုင်းကဏ္ဍကအကက်ခံရမဲ့ PC အကက်မခံရမဲ့ PC ကိုဦးဇင်းတို့လောက်ဆိုရင်ဦးဇင်းတို့ခွဲခြားနားလည်လောက်ပြီနော်အဲ့တော့ဒီမှာဦးဇင်းတို့ဒီအခုဒီနားထီကိုဘာများမေးစရာရှိသေးလဲ ည်းနည်းအကက်ခံရစရာလိုမလိုဆိုတဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့နည်းနည်းအခြေချုပ်နားလည်လိုက်မယ်ထင်တယ်နော်။ဘာများမေးဖို့ရှိသေးလဲမသိဘူးမေးလို့ရတယ်။ဒါအကက်ခံစရာလိုတဲ့မလိုတဲ့ပစ္စည်းကိုနားလည်သွားပြီဆိုရင်ဘလို့ကက်ရမလဲဆိုတဲ့အပိုင်းကဒုတိယဒပိုင်းထက်လာတာပေါ့နော်။ကက်ပုံကန်ဒီကဒပိုင်းလာမယ်။ဒါဆိုရင်ဆိုလို့အဓိကနေ့ချောင်းမှတ်ချင်တယ်ဆိုလို့ရှိရင်ဗဇက်တဲကိုစားမြိုရတဲ့ပစ္စည်းမှန်သမျှဒီအကက်ခံဖို့လိုတယ်အကက်မခံလို့မရဘူးဆိုတာကို ြင်းချုပ်လေးမှတ်ထားလိုက်ရင်တော့ဒါရှင်းပါတယ်နော်။ဒါဆိုဥစ္စာအောက်မှာစာမျက်နှာဆက်နေမေးဦးမလား။မေးတော့နော်။အဲ့ကြရတယ်စတော့လို့ရသူကမပါဘူးအရေးကြပဲစစ်လို့ရဟုတ်တယ်သူကမဟုတ်ဘူးသူကမဟုတ်မဟုတ်သူကရေဒီကအကက်ခံကြမလို့ဘူးခုနမြတ်စွာဘုရားရေစုခွင့်ပြုတယ်ဆိုတာအဲ့တဘောသူက ဒီရေစစ်နဲ့ဆက်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာဘာဖုံးမှမပါတော့ဘူးအဲ့ဒါဆိုရင်ကိုယ့်အကူတောက်လို့ရပြီအကေးဆက်လိုက်တော့မှတန်ပြားရှိတယ်ပေါ့နော်ကိုယ့်အကူဆက်လိုက်တော့မှရေကဟိုဖုံးနေပါနေတဲ့နေသားရှိနေတယ်ဆိုရင်တော့ကတ်ဖို့လိုတယ်လိုလိုလာပြီအဲ့တော့ကိုယ့်အကူခက်ပြီးစစ်ခွင့်ရှိတဲ့ရေကရတယ်ပြောဆက်လို့ရတယ်